ကဲဒီတစ်ခါမှာတော့အိုးဖင်နေမဲတာတွေစတီးအိုးတွေမဲတာတွေကိုစေးမယ်မကတ်တဲ့အိုးဖြစ်တဲ့အတွက်ကြော်ရက်နေရတော့ဘာမှမဖြစ်ပဲနဲ့အခုလိုမျိုးဒဲအိုးဖင်နေရမဲတူးနေရကိုကြီးချွတ်မယ်ဒါလေးကတော့အမဆုံကနေပြီးတော့ရှာတွေ့ခဲ့တဲ့စတီးတွေကြီးပဲတီးတဲ့ကြီးချွတ်စေးလေးပါသူက review ကောင်းတယ်လေအများကြီးရတယ်နဲ့စမ်းတက်ကြည့်မယ်ဆိုပြီးတော့မှားခဲ့တာပါကောင်းမကောင်းကိုချစ်ကြင်ချင်းတို့နဲ့အတူတူစမ်းကြည့်အောင်အရင်ဆုံးစေးလေးကိုဖြန်းပြီးတော့ကြီးတက်နေတဲ့ဒဲအိုးအောက်ခြေတွေကိုလိုက်ပြီးတော့တုတ်ထားလိုက် သူကစတီးကိုပဲ ပြောင်းတိုက်ပြီးတဲ့အတွက်ကျန်တဲ့နေရာတွေရောမထိအောင်လို့ယူဆရပါမယ်။အရင်တခါကဒီလိုဆေးမျိုးစုံသုံးမှုခဲ့ပါတယ်။အရင်ကတော့ဒါလေးသုံးပါတယ်။သူကတော့အားနည်းနည်းပြော့လို့50ရာခိုင်နှုန်းလောက်ပဲပြောင်းတယ်။ဂျီချူစလေးနဲ့30စက္ကလောင်နှက်ထားပြီးပြီနော်။စတီးခွေလေးနဲ့တိုက်ပေးလိုက်။စတီးခွေနဲ့တိုက်တဲ့နေရာမှာလည်းစတီးအပေါ်ကိုပဲတိုက်ရပါမယ်နော်။နန်စတစ်ပန်ပေါ်ကိုလုံးဝမတိုက်ရပါဘူး။ကဲတိတိကျကျလေးတိုက်ပြီးွားရင်တော့ရေဆေးကြည့်လိုက်မယ်။ ခြေနေဘလို့လဲဆိုတာသိရအောင်ဒီဆေးလေးကမဆိုးလို့ပြောပါမယ်90ရာခိုင်နှုန်းလောက်ပြောင်းသွားပါပြီကျန်နေတဲ့ကြီးတွေကိုတော့ဒုတိယအကြိမ်ထပ်ပြီးတော့ချွတ်မယ်ဒီတစ်ခါမှာတော့ဆေးနဲ့မနှက်ပင်နဲ့တခါတည်းထည့်ပြီးတော့တိုက်တယ်သေချာလေးပြောင်းလို့မြန်လေးပဲတိုက်ပြလိုက်ပါတယ်ကဲရေးဆေးကြည့်မယ်ဝေါအခုတော့လုံးဝပြောင်းသွားပါပြီနော်ကြည့်ပါဦးခုနကကျွတ်တက်နေတဲ့နေရာတွေကလုံးဝ90ရာခိုင်နှုန်းလောက်ပြောင်းသွားပါပြီ မကအိုးဖြစ်တဲ့အတွက်အထဲထဲကတော့ဘာမှမဖြစ်ပါဘူး။အိုးတွေကိုဆေးပြရတယ်တခါတည်းရေပြောင်းတုတ်ပေးပါ။ကဲကြည့်ပါဦးဝင်းလက်သွားပါပြီ။ဒါကတော့မဆေးခင်ကဂျွတ်တက်နေတဲ့ပုံစံပါ။ဒါကတော့ဆေးပြီးသွားပါပြီ။နောက်ထပ်စတီအိုးလေးကိုလည်းဆန်းပါမယ်။ဒီစတီအိုးလေးကလည်းကြည့်ပါဦးအခုလိုမျိုးအဆက်ဆက်တွေနဲ့ပြောင်းလက်နေတာမဟုတ်ပါဘူး။ဝဲရတာမကြသေးဘူးအောက်ဘက်မှာဂျွတ်တက်နေပါပြီ။သူ့ကိုလေခုနကဆေးလေးနဲ့နည်းနည်းလေးဖြန်းပြီးတော့30စက္ကန့်လောက်နှက်ထားလိုက် ဖောက်ပက်လေးနဲ့လိုက်တို့ပြီးတော့နေရာအနှံ့တုတ်ထားပေးလိုက်မယ်။စက္ကန့်30လောက်နှက်ထားပြီးတော့စတီးကွေနဲ့ပြန်တိုက်။ကြည့်ရတာပြင်းနေမှာဆိုတော့မြန်မြန်လေးပဲပုတ်ပေးလိုက်တယ်။ဒဲဝဲအသွင်းသားကိုဆေးပြီးဝရင်တော့အောက်ဘက်ကအစွန်းတွေကိုဆက်ပြီးတိုက်မယ်။ခုနကဆေးလေးကိုပဲနေရာအနှံ့တုတ်လိမ့်ထားပေးလိုက်။စက္ကန့်30လောက်နှက်ထားပြီးတော့စတီးကွေနဲ့မြန်မြန်လေးပဲပုတ်လိုက်တယ်။နေရာအနှံ့အခုလိုမျိုးပဲတိတိကျကျလေးတိုက်ပေးလိုက်။အလုံးနေရာအနှံ့တိုက်ပြီးသွားရင်တော့ရေဆေးချမယ်။ ရေဆဲပြီးရင်ဘလို့အဖြေထွက်လာမလဲဆိုတာချစ်တငယ်ချင်းတွေနဲ့အတူတူကြည့်လိုက်ရအောင်ဆေးနေရင်းနဲ့ကိုအဖြေကတွေ့နေပါပြီဆေးထဲမှာကင်မီကယ်ပါတဲ့အတွက်အခုလိုမျိုးကြီးကျွပြင်းတော့ဆက်ပြန်နဲ့တေချာပြန်ဆေးပြရပါမယ်ကဲကြည့်လိုက်ပါဦးမဆေးခင်ရနဲ့ဆေးပြရဘာကွာသွားလဲလို့စတီးဟိုးပေါ်မှာလုံးဝအစွန်းအထင်မရှိတော့ပါဘူးအိုးတွေကိုဆေးပြရနဲ့တစ်ချိန်ထဲမှာရေပြန်တုပ်ပြရပါမယ်ရေထောက်အောင်တုတ်ပေးထားမှာအိုးတွေမှာရေခွက်တွေမကြံတော့ပဲအခုလိုမျိုးပြောင်ချောပြီးတော့ဝင်းလက်တောက်ပနေမှာပါ ကဲကြည့်လိုက်ပါဦးဦးလေးတွေအကုန်လုံးဝင်းလက်တောက်ပါပြီးမျက်စိတွေကျင်းသွားပါပြီဒါကတော့ CD ရဲ့အိုးတွေကိုထိမ့်သိမ်းထားတဲ့နီးပဲဖြစ်ပါတယ်ပြီးပါပြီ